မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကိုတိုးရန်ကင်းရေးသားသောမြမရုပ်ရှင်အမှုပညာသည်များစာအုပ်မှာမြမရုပ်ရှင်ရွှေတု ကာလာကပြီးတော့ချစ်မင်းသားရွှေဘအကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် မြမရုပ်ရှင်သမိုင်းတခြားကိုထုတ်လုပ်ခဲ့သောရုပ်ရှင်ကားများတွင်ခန်းဝင်မြောက်မြမရုပ်ရှင်ကားများပါဝင်ခဲ့သလိုမြမရုပ်ရှင်လောကမှာထူးချွန်ထက်မြက်သည့်ရုပ်ရှင်အမှုပညာရှင်များနဲ့အတက်ပညာရှင်များလည်းပေါ်ထွန်းခဲ့ပါသည်ထို့သို့ထူးချွန်ထက်မြက်သည့်ရုပ်ရှင်အမှုပညာရှင်များတွင်မင်းသားရွှေဘမှာချက်လက်၍မရသည့်အမှုပညာရှင်တဦးဖြစ်ပါသည်မင်းသားရွှေဘမှာမြမရုပ်ရှင်သမိုင်းတွင်နည်းနည်းရရမင်းသားမဟုတ်ဘဲ1948ခုနှစ်မှ1988ခုနှစ်ထိပေါ်ထွန်းထင်ရှား ားလာသည်မြန်မာရုပ်ရှင်မင်းသားများနှင့်ခေတ်အဆက်ဆက်ရင်မောင်းတန်းကရုပ်ရှင်ကားမြောက်များစွာကိုရိုက်ကူးခွင့်ရခဲ့သည့်ပြည်တော်ချစ်မင်းသားဖြစ်ပါသည်1920ပြည့်နှစ်တွင်စတင်ခဲ့သောမြမရုပ်ရှင်သည်များမကြာမီနှစ်တရာပြည့်ပါတော့မည် မင်းသားရွှေဘမှာမြမရုပ်ရှင် ရွှေဓုကာလ1945-1980တလျှောက်လုံးရုပ်ရှင်ကအများဆုံးရိုက်ကူးခဲ့ရသည့်အလင်းလက်ဆုံးနှင့်ရုပ်ရှင်ကြီးပရိသတ်ပြည်သူအင်အားအကြီးမားဆုံးမင်းသားဖြစ်ရက်တည်နိုင်ခဲ့သည့်အပြင်ဆေရဓုကာလထောက်ဝက်ခန့်သည့်ရုပ်ရှင်ကားများစွာကိုဆက်လက်သရုပ်ဆောင်ဝင်ရခဲ့သည့်မင်းသားဖြစ်သည် မင်းသားရွှေဘသည်အတန်တိတ်နဲ့တန်စုံသွင်းကား80ကျော်ခန့်နဲ့အတန်တွဲရုပ်ရှင်က200ကျော်ခန့်ရိုက်ကူးခဲ့ရာမြမရုပ်ရှင်တက်တန်းရာပြည့်တွေရုပ်ရှင်ကအများဆုံးရိုက်ခွင့်ရသည့်မင်းသားဖြစ်စံချိန်တင်နိုင်ပါလိမ့်မည်။သို့သောမြမရုပ်ရှင်သမိုင်းအတွက်ဝန်းနေစရာကောင်းသည်မှာမင်းသားရွှေဘ၏ရုပ်ရှင်ကားများနဲ့ယင်းနှင့်နှောင်းလူတွေလူငယ်လေးတွေကိုရွှေဘဆိုသည့်မင်းသားပါဝင်သည့်ရုပ်ရှင်ကားဟောင်းတစ်ခုတလီကိုမှလက်ညှိုးထိုးမပြနိုင်ခြင်းပင်ဖြစ်ပါသည်။ ရွှေဘဆိုတာသူပဲกว่าဆိုပြီးခေလူငယ်တွေကိုတက်သေးတက်ကပြစရာမရှိဖြစ်နေတာစိတ်မကောင်းစရာဖြစ်ပါသည်တထုံလုံးတစ်ဆက်လုံးမဟုတ်တော့အပိုင်းတစ်ပိုင်းနှစ်ပိုင်းသုံးပိုင်းစသဖြင့်အညွှန်းလောက်တင်ဆက်နိုင်လျင်ရုပ်ရှင်သမိုင်းအတွက်တန်ဖိုးတက်စရာဖြစ်ပါလိမ့်မည်။ဒီပညာတွေထွန်းကားသည့်ခေငွေကြီးပေါ်အော်ပြီးပြိသက်လက်ဖြားခေါင်းလောက်အောင်ရင်းနှီးနိုင်သည့်ခေဒီလိုခေမျိုးကို ကျွန်တော်တို့မင်းသားကြီးရွှေပါမိမသွားရှာချီကိုရူကိုချွန်ကိုအားကိုကို ကိုအသားကိုအယုနဲ့လူကြီးများသည့်စတန်မင်းသားကြီးရွှေဘကိုတရိယာမိပါသည် ပြည်သူအချက်တော်ရွှေဘကိုပသိမ်းမြို့မြို့ပလန်းနေပကြီးဆရာဥအောင်မြတ်နဲ့ဇနီးဒေါ်ကွန်းတို့မှ1928ခုနှစ်မတ်လ31ရက်နေ့တွင်မွေးဖွားခဲ့ပြီးတာသမီလေးယောက်နဲ့အထွေဆုံးသာကရင်မြမာကဗျာဖြစ်သည်ငယ်နမဲမောင်အေးကြီးဖြစ်ပြီးအလဲတန်းထိကျောင်းပညာသင်ကြားခဲ့ကပညာရေးထက်မိမိဝါသနာပါသောမြင်းစီရေကူးအလေးမှချင်းခတ်လက်ဝဲထိုးခြင်းနဲ့ရုပ်ရှင်ကြည့်ခြင်းတို့နဲ့သာအချိန်ကုန်ခဲ့သည်ရုပ်ရှင်ကြည့်ရာတွင်အလွမ်းအတော် စကားများထက်မြင်းစည်းတားခုတနက်ပြခန်းပါသောဇက်ကြများကိုသာပုံမူနှစ်သက်လေသည် ရွှေဘဖြစ်လာမိမောင်အေးကြီးသည်ဇာတိရွက်ရွာမှတံပြူလုပ်ငန်းတည်ထောင်သောဦးလေးဤနေအိမ်တွင် နေထိုင်၍ဦးလေးဤတံပြူလုပ်ငန်းကိုကူညီလုပ်ကံရင်းအားလက်ချင်းတွင်ချင်းလုံးခတ်အလေးမှစသည့်အားကစားများကိုလိုက်စားကား ကြားပါငိမ့်ထံတွင်လက်ဝေးပညာစီးပူခဲ့သည်ထိုစဉ်ရှစ်မိုင်ဘက်ရှိပေရောရုပ်ရှင်ခြံတွင်ရိုက်ကူးလျက်ရှိသောဒရိုက်တာဆရာခန့်၏လက်နက်ပုံးစကား၌ပါဝင်သရုပ်ဆောင်ရန်ဇက်ရန်ဖြင့်ရွေးချယ်ခံရသဖြင့်ရွှေဘသည်18နှစ်သားအရွယ်ဖြင့်ရုပ်ရှင်ထဲသို့ခြေချခဲ့သည်ထိုတော်တွင်မှာပင်ပေရောရုပ်ရှင်ကုမ္ပဏီပိုင်ရှင်ဥစံနီတာကြီးဒရိုက်တာဖေးချိုင်းသည့ တတိပြတ်တီဇကားရိုက်ကိုရန်မင်းသားတလက်ကိုအပူတပင်းရှာနေခိုင်မင်းသားဖြစ်ချင်နေသောရွှေဘကိုတွေ့သွားသည်ဖြင့်မင်းသမီးမေတန်းကြီးနှင့်တွဲဖက်ကရွှေဘအားခေါင်းဆောင်မင်းသားတင်၍ရိုက်ကူလေသည်တတိပြတ်တီအတန်ဒိတ်ဇကားဖြင့်မင်းသားရွှေဘဟု၍နာမည်ကြီးလာတော်လဲထိုကားရိုက်ကူခဲ့စဉ်ကလူရောမော်တော်ဆိုင်ကပါကြောက်ထဲသို့ထိုးချလိုက်သောအခါကြောင့်ထိုဇကားယုံတင်ပြသနေချိန်တွင်ရွှေဘခမရန်ကုန်စည်းုံကြီး၌အတွင်းလူနာဖြင့်စေကူတော်မှုခံယူနေရရှာလေသည် တတိပြတိစတန်စကြံအတန်လေးရုပ်ရှင်စကားတကားတဲ့ဖြင့်မင်းသားရွှေဘအားပြိသက်တခဲနှံအားပေးကြတဲ့ဖြင့်ပဲရောရုပ်ရှင်ကုမ္ပဏီသည်မင်းသားရွှေဘဖြင့်ရုပ်ရှင်ကားများဆက်လက်ရိုက်ကူးရန်စီစဉ်ခဲ့သည်မင်းသားရွှေဘသည်ပဲရောရုပ်ရှင်ကုမ္ပဏီလက္ခဏာမင်းသားဖြင့်လုပ်ကိုင်နေရင်းရောင်နီမိုက်ရဲမိုက်ခဲငမူးဒီလုံမင်းအားစုလင်စသည့်အတန်လေးရုပ်ရှင်ကားများကိုဆက်လက်ရိုက်ကူးသည် တရုတ်ဆောင်တွေ့ကြုံရင့်ကျက်လာတော့အခါပဲရောရုပ်ရှင်ကုမ္ပဏီမှနှုတ်ထွက်ခဲ့ပြီးနောက်ရွှေဘအားရုပ်ရှင်ကုမ္ပဏီများကအပြိုင်ဆိုင် အလူရန်ငှားရန်ရိုက်ကူးလာကြသည်ရုပ်ရှင်ကုမ္ပဏီအသီးသီးမှရိုက်ကူးခဲ့သောရွှေဘတရုတ်ဆောင်သည့်ဇက်ကားများနဲ့နေကြမိုက်ခဲတယူတန်တော်ဘုံကြီးဆံဖဲရန်သူရင်သွေးစုံလုံးနဲ့မိုးမောင်လူမိုက်လန်းဆုံးဘိုးဒကဘရင်နှစ်ဖက်ချွန်ဗီဇာစသည်တို့သည်ရုပ်ရှင်ကြီးပြိတ္တအထူးနှစ်ချိုက်အားပေးခဲ့သောဇက်ကားများဖြစ်သည် ရွှေဘရိုက်ကူးရသောဇက်ကအများစုမှာမဟုတ်မခံနေချက်ရင်းရှင်အာနာရှင်ဂုတ်သွေးစုပ်ခေါင်းမုံဖြက်လူညွန့်ခူးစားနေသောဒနာရှင် လူဒန်းစားများကိုတော်လန်လေးရှိပြီးပစ္စည်းမဲ့လူဒန်းစားကြောမွဲလူဒန်းစားအဖိနှိတ်ခံလူဒန်းစားများဘက်ကအမဲရက်တီလေးရှိသည့်အတွက်ကြေးလက်နှင့်ရုပ်ရှင်ကြီးပြိတ္တများနှင့်မြို့နေအလုသမားလူဒန်းစားတို့ကပုံမူအကြိုက်တွေ့ကြသည် ရွှေဘသည်အထိုးကျိတ်အသက်ပုတ်တွင်သာနမည်ကျော်ကြားသောမင်းသားမဟုတ်အမှုအရင်အတော်လွတ်နှင့်ထိဟန်နှဟန်ဖြစ်လဲတရုပ်ဆောင်ခဲ့သည်ရွှေဘသည်ဒရိုက်တာများကစီလိုရာစီကြာရအတွင်ကနေနိုင်နှင်းစွာတရုပ်ဆောင်ပြသနိုင်ခဲ့သောကြောင့်ရုပ်ရှင်ဇာတ်ကအများဆုံးလက်ခံရိုက်ကူးရခြင်းဖြစ်သည်သူစဉ်ခါကရွှေဘဖို့တနေ့လရင် ရုပ်ရှင်ရိုက်နေရသောအချိန်ကအဲ့ချိန်မှလွဲ၍အချိန်ပြည့်ပင်ရုပ်ရှင်သမားများကလည်းရွှေဘနဲ့ကားရိုက်လရင်အလွန်ပြောကြ၏အမူအရလုံရင် ပြောင်းရင်နောက်ရင်နဲ့ပဲဇကားတကားပြီးတကားမှပြီးဆုံးသွားကြရပေသည်ရှေးပိုက်ထူးခြားချက်မှာထိုမြမြပြလာသောဇကားများကိုတလဲစီလက်ခံရိုက်ကူးပေးရ၌အမူအရာမှာတကားနဲ့တကားမထက်ရောရှက်ခြင်းမရှိတိကျသေးဟုတ်ဆောင်နိုင်စွမ်းရှိခြင်းပင်ဖြစ်သည်မင်းသားရွှေပါသည်အတန်တော့ခေတ်တွင်တူးတဲ့ပိုင်းတမရရုပ်ရှင်ကုမ္ပဏီကို1963ခုနှစ်တွင်တည်ထောင်ခဲ့သည်ရွှေပါနှင့်တွဲဖက်တည်ယူဆောင်ခဲ့သောမင်းသမီးများမှာ မေမြင့်မေရီမြမေတန်းကြီးជីជីသေးမေသိမြင့်မြင့်ခင်မေလဲ့ဝင်မေရီမြင့်တင်းတင်းလဲတင်းတင်းလာနှင်းစီစန်းစန်းဝင်းတို့ဖြစ်သည်မင်းသားရွှေဘသည်တမရရုပ်ရှင်ကုမ္ပဏီနှင့်တူတမရလူချမ်းဖွဲ့ကိုလည်းဖွဲ့စည်းတည်ထောင်ပြီးလူချမ်းသေးဥဆောင်များတတ်တာချောင်းကြီးရဲ့အတွက်ဆောင်ရွက်ခဲ့သည် မင်းသားရွှေဘသည်သူ၏အလက်ချိန်ကိုရံဖန်ရခါဘောလုံးဝဲသို့တွားရောက်ကြည့်ရှုခြင်းမြမရွေးရာချင်းပညာကိုနှစ်သက်မြင်လို့သည့်အတွက်ချစ်ခတ်ကစားခြင်းတို့မှအပတရောပြားကလေးဖြင့်သာအချိန်ကုန်နေတတ်ပေသည်သူသည်ရုပ်ရှင်စကားရရသို့ပင်တရောပြားကလေးကိုကိုးနှင့်မခွာယူဆောင်သွားတတ်သည်တရုတ်ဆောင်မှုတွင်သာကြမ်းတမ်းလာသောအတွင်ကို ပြနေရတော့လဲပင်ကိုခံမှာအမှုပညာကိုခုံမင်းသူတူဖြစ်သည် စတက်မင်းသားရွှေဘမှာရုပ်ရှင်ကားများစွာကိုယာနှင့်ချီ၍ဆန်းချိန်တင်ပါဝင်သေးုပ်ဆောင်ခဲ့ပြီးရုပ်ရှင်ကားထုတ်လုပ်သူရောဒရိုက်တာဖြစ်ပါကျင်လည်ခဲ့သည်ဒရိုက်တာရွှေဘ၏ရုပ်ရှင်ကားများမှာအချစ်နှင့်စတားရွှေသားဘူဘူရွှေဘနှင့်နောက်ဆုံးကြည်စံတို့ဖြစ်သည် မင်းသားရွှေဝသည်ရုပ်ရှင်တွင်ကာလကြာမြင့်စွာအောင်မြင်မှုတရဖူးဆောင်ကပြည်သူတို့၏အပိတ်မှုကို အပြည့်အဝရယူနိုင်ခဲ့သည့်ဤသူပြဆက်ဇက်ခုံထက်သို့၃ငိန်တိုင်းတိုင်း၁၀နှစ်ခန့်ကြာတက်ရောက်ပြဆက်ကတော့လဲအောင်ပွဲခံခဲ့သည်ဟုဆိုရပါလိမ့်မည်1958ခုနှစ်တွင်အတန်တဲ့ရုပ်ရှင်ကားများကွဲပြောက်ပြီးမြမပြည်နှံ့ပြဇာများခေတ်စားချိန်တွင်ရွှေဘသည်ရဲဘော်တက်ရှိ ဒိုင်မန်တင်လာရွှေစင်မင်းမြင့်မြင့်ကြီးမခင်ကြီးစသည်မင်းသားမင်းသမီးများနဲ့ဇက်ဘူဇက်ရံများစွာပါဝင်ကနှစ်နှစ်ကျော်ခန့်ကြာကပြခဲ့သည်ထို့နောက်1985ခုနှစ်တွင်တမရရုပ်ရှင်ပြဇာတ်နှင့်ဇက်သပင်ကိုတည်ထောင်၍ရွှေဘကပြဇာတ်ပိုင်းကိုတာဝန်ယူကာပြခဲ့သည် ရွှေဘနဲ့လူကြည်ကြည်သေးတင်းတင်းနဲ့ဥကျန်နီဒေါ်စင်ခင်ဥသိမ်းမောင်မြင့်စုတင်းစသည့်ရုပ်ရှင်သရုပ်ဆောင်လုပ်ဖော်ကိုင်မတ်များနဲ့တမနာလူချမ်းချို့ကလိုက်ပါကပြကြသည် သုံးနှစ်ကျော်ခန့်မြမပြည်နှံ့အပြားလှဲ့လဲကပြပြီးချိန်တွင်ဇက်ကသူများအသက်အရွယ်ရကျန်းမာရေးချိုးရင်းလာမှုကြောင့်တမရရုပ်ရှင်ပြဇာတ်နှင့်ဇက်သပင်ကိုရက်နာလိုက်သည်တမရဇက်သပင်ရက်နာလိုက်တော့လေမန္တလေးဥပဒေဤမန္တလေးတိတ်စော်ဇက်ဘွဲကရွှေပါအားငှားရလာသဖြင့်ပြဇက်ကပြမှုကိုသုံးနှစ်ခန့်ဆက်လက်လုပ်ကိုင်ခဲ့သည်ရွှေပါသည်ရုပ်ရှင်နယ်ထဲသို့ရောက်ပြီးမကြာမီလက်ပန်းသူစမ်းကြောင်းမဲ့ရုပ်ရှင်မင်းသမီးတင်းတင်းလဲ့နှင့်ဖူးစာစုံခဲ့သည် သသမီ၈ရောက်ထုံးကားခဲ့သည်ရုပ်ရှင်ရိုက်ကူးမှုနှင့်ပြဆက်ကပြမှုတို့ကိုနှစ်ပေါင်းများစွာပြုရဲမှမင်းသားရွှေဘမှာဇယားဤဖြစ်စည်းမှု ရုပ်ရှင်ရိုက်ကူးမှုနှင့်ပြဆက်ကပြမှုပြုရ၌ရရှိခဲ့သောတန်ရာနှင့်အနာတရားတို့၏ထုံးနှက်မှုကိုရင်ဆိုင်ခဲ့ရသည်1984ခုနှစ်တွင်ငမန်းဆွေနှင့်ကျွန်းတန်နာဇကားကိုတင်းတင်းလဲ့လဲ့နောက်ဆုံးရိုက်ကူးခဲ့သည်။ မင်းသားရွှေပါသည် အသက်62နှစ်အရွယ်1988ခုနှစ်ဒီဇင်ဘာတရက်နေ့ည7:30တွင်ရန်ကုန်ပြည်သူ့စေုံကြီး၌နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့သည်မင်းသားရွှေပါမှာမြမရုပ်ရှင်သမိုင်းတစ်လျှောက်တွင်ရုပ်ရှင်ဇက်ဆောင်မင်းသားအဖြစ်နှစ်ပေါင်း40ခန့်တိုင်အောင်ဒုရယ်အင်အားခိုင်မာသည့်ပြိသက်အပိမှုကိုရရှိခြင်းကြောင့်ရုပ်ရှင်ကားအရေးအတွက်အများဆုံးရိုက်ကူးရသည့်မင်းသားအဖြစ်ရည်တည်နိုင်ခဲ့ခြင်းဖြစ်ပါသည် မင်းသားရွှေဘအားတခင်မတရားကိုထွန်းပေါက်သူအမှုပညာရှင်တယောက်ဖြစ်ဂုံပြုရေးသားလိုက်ရပါသည်ဒီဗီဒီယိုလေးကိုစုံဒီကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကတ်တုံး channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်စုံတွေ့ပါရစေရှင်